မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ12ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်ရဲ့ရေပြင်မှာငါးဖမ်းသမားများကအရခတက်တော် AA ကလုံခြုံရေးတပ်ဖွဲ့ဝင်တအုပ်နဲ့ကမ်းခြေဆောင်တပ်ဖွဲ့ဝင်တအုပ်တို့ကိုတပ်ဖြတ်ကလက်နက်များကိုပါလူယူပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံရေပိုင်နယ်ထဲကိုထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘင်္ဂလားဒေ့ရှ်ငါးခိုးဖမ်းတဲ့ဗုံးငါးစီးတွေကငါးဖမ်းသမားအဖြစ်နဲ့ ဟန်ဆောင်ပြီးလိုက်ပါလာတဲ့အကြမ်းဖက်သမားများပါဝင်တဲ့ငါးခိုးဖမ်းတဲ့ဗုဒ္ဓစည်းကအကြမ်းဖက်သမားများဟာအေအေတပ်ဖွဲ့ဝင်အုပ်ကိုတပ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းအေအေကမနေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ရခိုင်ပိုင်နယ်မှာငါးခိုးဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်ငါးခိုးဖမ်းတဲ့ဗုဒ္ဓအစည်းရေ80ခန်းဟာအရခရေပိုင်တိုင်အတွင်းမှာအစုလိုက်အပြုတ်လိုက်တရားမဝင်ကျူးကျော်ပြီးတော့ဝင်ရောက်ပြီးငါးခိုးဖမ်းခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးငါးခိုးဖမ်းနေတဲ့အချိန် ်အရခကန်းချေဆောင်တပ်ဖွဲ့ဝင်များကလိုက်လံဖမ်းဆီးရမှာငါးခိုးပတ်နဲ့ဘုံငါးစီးကိုသာဖမ်းဆီးနိုင်ခဲ့ပြီးတော့ဥပဒေနဲ့အညီစီစစ်ဆောင်ရွက်ရန်ကန်းဆက်ကိုညနေ9နာရီအချိန်မှာခေါ်ဆောင်လာခဲ့တယ်လို့သိရပါတယ်။၎င်းတို့ဟာရခိုင်ပြည်နယ်ရဲ့ရသေးတောင်မြို့နယ်အတွင်းမှာရှိတဲ့ကိုရံကောက်ကျေးရွာရဲ့အနောက်ဘက်နဲ့ ချိန်ခါလီရွာရဲ့အနောက်ဘက်မှာစက်တမလ10ရက်နေ့နေ့လယ်တနာရီကျော်ခန့်ကစပြီးတော့ရခိုင်ပိုင်းနယ်အတွင်းငါးခိုးဖမ်းနေခြင်းဖြစ်တယ်လို့သိရပါဗျာ။အာရခရေးပိုင်းနယ်အတွင်းကိုတရားမဝင်ကျူးကျော်ဝင်ရောက်ငါးခိုးဖမ်းသူများကိုအာရခတပ်တော်ကဖမ်းဆီးစစ်ဆေးခဲ့တာဟာအကြိမ်ပေါင်းများစွာရှိခဲ့ပြီးဖြစ်ပြီးတော့နှစ်ဖက်အပြန်အလှန်လေးစားမှုနဲ့အကြိမ်ကြိမ်ပြန်လည်လွှဲပြောင်းပေးရကအကြိမ်ကြိမ်သတိပေးခဲ့တယ်လို့သိရပါဗျာ။အခုဒီချိန်ဟာ အရခရေးပိုင်တဲ့အတွင်းကိုအစုလိုက်အပြုံလိုက်ဗျောင်ကြကြကျူးကျော်ဝင်ရောက်ငါခိုးဖိုင်းုံသာမကပဲနဲ့ကန်းချေဆောင်လုံကြုံရေးတောင်းဝန်ထမ်းဆောင်နေသူများကိုပါတပ်ဖြတ်ပြီးတော့လက်နက်လူယူခြင်းဟာအကြမ်းဖက်တဲ့လောက်ရမျိုးဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။ဒါကြောင့်ထိထိရောက်ရောက်ကင်တွယ်သွားမယ်လို့အေအေဘက်ကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရေဦးမြို့နယ်အတွင်းစစ်ကြောင်းထုံးနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကို drone နဲ့ဘုံကျဲတိုက်ခိုက်ရာဘိုးအပါဝင်၅ယောက်ပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စက်တဘာလ17ရက်နေ့မနက်ပိုင်းမှာရေဦးမြို့ပေါ်ကနေမြို့ရဲ့အနောက်ဘက်ခြမ်းတန်တဲချေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့ခံမှန်းအင်အား40လောက်ရှိတဲ့စစ်ခွေးအုပ်စုကို drone နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။၎င်းတိုက်ခိုက်မှုအတွဲမှာအကြမ်းဖက်စစ်တပ်ဘက်ကဘိုးအဆင့်အပါအဝင်9ရောက်ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ရေဦး PDF ကပြောပါတယ်။ဒဏ်ရာရသွားတဲ့ဘိုးအဆင့်အရာရှိဟာစက်တဘာလ10ရက်နေ့မှာအကြမ်းဖက်စစ်ခွေးအုပ်စုကနေ ် MR17 ရဟတ်ယာဉ်နဲ့စစ်ကူပို့လာခဲ့တဲ့သူဖြစ်တယ်လို့ရေဦး PDF ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမလိုင်မြို့နယ်မှာစစ်ခွေးတပ်ကစစ်ကြောင်းထိုးရာမှာတုံးဖို့အတွက်ပြည်သူတွေရဲ့ကားတွေကိုလိုက်လံချောဆွဲနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ9ရက်နေ့ကလေးကမလိုင်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ကမြို့နယ်အတွင်းမှာရှိတဲ့4ကား light truck နဲ့ကန်တာလုပ်ငန်းသုံးအသေးစားကားတွေကိုလိုက်လံပြီးတော့ချောဆွဲနေတယ်လို့ဒေသခံတွေကအတည်ပြုပြောကြားထားပါတယ်။အရင်နေ့ကလောက်ကလေးကဆွဲထားတာ၁၀စီးလောက်ရှိတယ်။မနေ့ကလည်းရဲမှုဆိုတဲ့ကောင်ကပတ်ပြီးတော့ဆွဲနေတယ်။အကုန်ဆွဲခံထားရတာဆိုရင် အခုဆိုအစီး20လောက်ရှိပြီလို့လူတို့တရင်ကိုရဲ့မလိုင်မျိုးရဲ့တာဝန်ရှိသူကပြောပြထားပါဗျ။မိထီလာမျိုးဘက်ကနေစစ်ကောင်စီတပ်ကနေစဉ်အင်အားအလုံးရင်းနဲ့မလိုင်မျိုးနယ်ဘက်ကိုဝင်လာပြီးတော့ချောဆွဲထားတဲ့ကားတွေကိုတုံးကစစ်ကြောင်းထိုးနေတယ်လို့ဒေသခံတွေကပြောပါဗျ။ဒါအပြင်စစ်ကောင်စီတပ်ဟာစစ်တပ်လေထီတွေနဲ့ပါမလိုင်မျိုးနယ်အတွင်းကခြေရွာတွေကိုဘုံတိကျဲချတိုက်ခိုက်နေတယ်လို့ဒေသခံတွေစီကသိရပါဗျ။မလိုင်မျိုးနယ်ဟာ တော်လိုင်းအားကောင်းတဲ့မြင်းချံနထိုးကြီးတောင်သာမြို့နယ်တွေနဲ့နေချင်းထိဆက်နေပြီးတော့ဒီနယ်ပိုင်းအတွင်းမှာပဲစစ်ကောင်စီအုပ်စုကစစ်ကြောင်းထိုးတာတွေကိုခတ်ဆိတ်ဆိတ်ပြုလုပ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရခိုင်ပြည်နယ်ကြောက်တော်မြို့ပညာပန်းခင် ပုပ်ပလိကပညာရေးတင်တန်းကျောင်းကိုအချက်ဖတ်စစ်ခွေးတက်ကလေရင်နဲ့ဘုံကျဲချတဲ့အတော့ကျောင်းသူကျောင်းသားများအပါအဝင်ပြည်သူဆက်ရှယ်ဦးတည်ဆုံးပြီးတော့ဒဏ်ရာရရှိသူတွေများပြားကတည်ဆုံးသူအရေးအတွက်တွေတိုးလာနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့စက်တဘာလ12ရက်နေ့မနေ့တနအီဝင်းကျင်အချိန်မှာကြောက်တော်မြို့နယ် တရတပင်ကြီးရွာမှာရှိတဲ့ပညာပန်းခင်ပုံပလိကပညာရေးသင်တန်းကျောင်းကိုအကြမ်းဖက်စစ်ခွေးတက်ကလေရင်နဲ့ဘုံနဲ့ချင်းကျဲချခဲ့ပြီးတော့ဘုံများဟာပေါက်ကွဲမှုအားအလွန်ပြင်းထန်တဲ့ပေါက်900ဘုံများဖြစ်တယ်လို့သိရပါတယ်လက်တလောကျောင်းသားကျောင်းသူ78ဦးသေဆုံးသွားပြီးတော့အယောက်20ကျော်ထိခိုက်ဒဏ်ရာရရှိထားတယ်လို့သိရပါတယ်စစ်ခွေးတက်ကလေရင်နဲ့ဘုံကျဲချတဲ့အချိန်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိသလိုဘုံကျဲချတဲ့နေရာဟာလည်းစစ်ရေးလှုပ်ရှားမှုများပြုလုပ်နေတဲ့နေရာမဟုတ်ဘူးလို့ပြောပါတယ် လက်ရှိဒဏ်ရာရရှိသူတွေများပြားနေတဲ့အတွက်ဒေသဆောင်သူအရေးအတွက်ဟာဒီထက်ပိုပြီးတိုးလာနိုင်တယ်လို့ပြောဆိုထားပါတယ်တချို့အဆောက်အုံအောက်မှာပြိနေသေးတာတွေရှာဖွင့်နေပါတယ်။ဒဏ်ရာပြင်းထန်တဲ့သူတွေလည်းများတယ်လို့ကြောက်တော်အခြေစိုက်စစ်ပေးဆောင်ကူညီရေးလှုပ်ဆောင်ပေးနေသူတို့ကပြောဆိုထားပါတယ်။အေအေရဲ့ပြောရေးဆိုခွင့်ရှိသူဥခိုင်ဒုခကလည်းဒီကနေ့မနေ့တနားရီအချိန်မှာကြောက်တော်မှာပညာပိုင်းကအထက်တန်းကျောင်းမှာစစ်တပ်ရဲ့လေရင်နဲ့ဘုံကျဲခံရမှုကြောင့်ပြည်သူ၁၈ဦးသေဆုံးခဲ့တယ်လို့ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ တရင်တွေကိုတင်ဆက်ပေးနေရင်းနဲ့ကြားဖြတ်ပြီးတော့အခုညီတောင်းကျင်နာလေးကတော့နိုင်စင်တဲ့အများ update ဖြစ်နေတဲ့သတင်းများကိုအစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လိုင်းရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာ နေ့စဉ်နဲ့အမျှအစဉ်အမြဲတမ်းကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စစ်တပ်ကနိုင်ငံတော်ဝန်လုံးမှရှိတဲ့ပြည်သူ့ဆင်များပြူစောထီးများရက်ကွက်ကြေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ပြည်သူ့လုံခြုံရေးအဖွဲ့များအတို့လစာနဲ့ထောက်ပံ့ခြင်းများပုံမှန်မပေးနိုင်တော့တဲ့အတို့သက်ဆိုင်ရာမျိုးနယ်စီမံအုပ်ချုပ်ရေးအဖွဲ့နိုင်ငံကန်တပ်များနဲ့ညှိနှိုင်းတိုင်ပင်ပြီးတော့အဆင်ပြေတဲ့နီလန်းနဲ့ရန်မုံဝင်းရှာပြီးတော့ရက်တိခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ။အကြမ်းဆက်တဲ့ကပြည်သူ့ဆင့်ပြူစောတိများနဲ့ပြည်သူ့လုံခြုံရေးအဖွဲ့များရဲ့ရိတ်ခါနဲ့ရမ်းမှန်ရခါထောက်ပံ့ခြေတချို့သာပေးအပ်နိုင်ပြီးတော့လစဉ်လစာနဲ့ထောက်ပံ့ခြေတွေကိုမပေးနိုင်တော့ဘူးလို့ပြောဆိုလိုက်ပါတယ်။ဒါကြောင့်မြို့နယ်ရက်ကွက်ခြေရွာများမှာရှိတဲ့နယ်မြေခံပြည်သူ့ဆင့်များပြူစောတိများနဲ့ပြည်သူ့လုံခြုံရေးအဖွဲ့များရဲ့လစာနဲ့ထောက်ပံ့ခြေအတွာသက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များကတိုက်နယ်မှုများနဲ့တိုင်ပင်ပြီးတော့အစင်ပြေသလိုနီးလန်းနေတဲ့ရမုံငွေရှာဖွေရက်တီခိုင်းထားတယ်လို့သိရပါတယ်။ ဒီ2025ခုနှစ်နှစ်စပိုင်းကလေးကလစာနဲ့ထောက်ပံ့ခြင်းမပေးတော့တာပါတိုင်းဒေသကြီးနဲ့ပြည်내အစိုးရတွေကဆန်အိတ်နဲ့ငရုတ်ကြက်တော်စီရိတ်ခါကြောက်တွေကိုရန်ဖန်ရန်ခါပေးပါတယ်။လာစဉ်လေပတ်ပေမဲ့လာစာနဲ့ထောက်ပံ့ခြင်းအတွက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေကိုအ धिक စီမံခိုင်းထားပါတယ်။အစဉ်ပြေတဲ့နီးလန်းနဲ့ပဲရန်မုံငွေရှာပြီးထောက်ပံ့ခိုင်းထားတယ်။အဲ့ဒါကတနိုင်ငံလုံးအတိုင်းအတာနဲ့နှုတ်မိတ်နဲ့ညွှန်ကြားထားတာပါ။တက်နယ်ရဲ့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ပြည်သူ့စစ်နဲ့ပြည်သူ့လုံခြုံရေးအဖွဲ့တွေအားလုံးကိုညှိနှိုင်းပြီးတော့လေပတ်မဲ့ ရံမုံငွေကိုရှာခိုင်းထားတာအခုအောက်ခြေမှာဖြစ်နေတဲ့စစ်မှုထမ်းခြေကောက်တာလူရောင်းဝယ်ဖြစ်နေတာလူဖမ်းဆီးပြီးတော့ငွေနဲ့ပြန်ရွေးခိုင်းတာတွေကအဲ့ဒီလိုလာစားနဲ့ထောက်ပံ့ခြင်းမပေးနိုင်တာကိုအစင်ပြေအောင်ဆိုပြီးတော့အဲ့ဒီအောက်တန်းစားတွေကဖြေရှင်းနေတဲ့နီးလန်းတွေဖြစ်ပါတယ်လို့နေပြည်တော်ဆက်ဘက်သတင်းရင်းတွေကပြောဆိုလိုက်ပါတယ်။ နေပြည်တော်စစ်မှုရန်စင့်ခေါ်ရေးဗဟိုအဖွဲ့စစ်ရုံးတို့မှစစ်မှုရန်စင့်ခေါ်ပေါ်တာဆွဲငွေညစ်ချင်းစစ်မှုရန်ခြေကောက်ခံခြင်းစစ်မှုရန်လူစားထုတ်အယောင်ဝယ်လုပ်ချင်းများနဲ့ပတ်သက်ပြီးတော့နေစဉ်တိုင်ကြားထားတဲ့အမှုပေါင်းရာနဲ့ချီလက်ခံရရှိထားတော့လေအဲ့ဒီပြဿနာတွေကိုပြေလည်အောင်ဖြေရှင်းပေးနိုင်ခြင်းမရှိဘူးလို့ပြောပါတယ်အဓိကအကြောင်းရင်းကတော့တကယ်မြေပြင်မှာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနဲ့တပ်နယ်များကပြည်သူ့စစ်ပြူစောထင်းနဲ့ပြည်သူ့လုံခြုံရေးအဖွဲ့လို့ခေါ်တဲ့အောက်တန်းစားတွေရဲ့လေပတ်နိုင်ရေးအတွက် အခုလိုမျိုးနီးလန်းတွေကိုအသုံးပြုပြီးတော့ငွေရှာနေခြင်းဖြစ်တယ်လို့သိရပါတယ်။အခြားတစ်ဖက်မှာလည်းရက်ကွက်နဲ့ခြေရွာအုပ်ချုပ်ရေးအဖွဲ့များအတော့လာစားနဲ့ထောက်ပံ့ခြင်းများကိုလည်းစစ်ကောင်မရှင်ကပုံမှန်မပေးနိုင်တော့ပဲတပ်ဆိုင်ရာတိုင်းပြည်နယ်ခရိုင်နဲ့မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစည်းဌာနများကကိုယ့်ဘာသာကိုဖြည့်ရှင်းရန်တာဝန်အပြည့်ပေးအပ်ထားတယ်လို့မရန်ကုန်မြို့နယ်ထွေအုပ်တရင်အရင်းမြစ်ကပြောပါတယ်။ရက်ကွက်နဲ့ကြေးရွာအုပ်ချုပ်ရေးမှုတွေကိုလစာ9000နဲ့ရုံးစရိတ်9000လစဉ်ပေးထားတာရှိပါတယ်။ အဲ့ဒါစုစုပေါင်းတသိန်းနှစ်သောင်းပေါ့အဲ့ဒါကအရင်ပြထားတဲ့ဥပဒေအရပေးတာရတဲ့သူတွေကလည်းအရင်ရှေ့မှာရတယ်အခုတော့အဲ့ဒါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေကိုစီမံပေးဖို့တာဝန်အပြည့်လွှဲလိုက်ပြီးကိုမြို့နယ်အတွင်းမှာတပ်ဆိုင်ရာမြို့နယ်အဖွဲ့တွေကပဲလစာနဲ့ထောက်ပံ့ကြေးပေးဖို့အတွက်စီမံခိုင်းတာပါအဲ့ဒီမှာ SNG ကင်းကြီးနဲ့စစ်မှုရန်ကြီးငွေကောက်တာတွေလည်းပါတယ်လို့မရန်ကုန်မြို့နယ်ကထွေးအုပ်သတင်းရင်းမြစ်ကပြောပါတယ်ဒါအပြင်စစ်ခွေးတပ်ကပြူစောထီးနဲ့ပြည်သူ့စစ်ယူနီဖောင်းများအတွက်သက်ဆိုင်ရာနယ်မြေကတပ်ရင်းများနဲ့မြို့နယ်ထွေးအုပ်များကို အကုံကြခံချုံးလုပ်စီကလက်နဲ့ခဲရန်ထုတ်ပေးမှုကိုတော့စစ်ဒေသနယ်မြေမှုများကအဓိကဦးစီးကိုကဲကြီးကြပ်ထုတ်ပေးရန်ညွှန်ကြားထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်း အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ